င်္ဂလာပါခင်ဗျာကျွန်တော်ယနေ့မျှဝေပေးခြင်းနဲ့ခေါင်းစဉ်ကရင်ကျပန်းနာလို့ခေါ်တဲ့ပန်းနာရင်ကျလို့ခေါ်တဲ့အက်စမာယောဂအကြောင်းဖြစ်ပါတယ်ကျွန်တော်ကအဆုံးနဲ့ရင်ကောင်းအထူးကုဆရာဝန်ဒေါက်တာဝင်းနိုင်ဖြစ်ပါတယ်ရင်ကျပန်းနာဆိုရင်တော်တော်များများတော့တည်ပိတာဖြစ်ပါတယ်လူနာတွေကအသက်ရှူရတာချက်တယ်ရင်ထဲမှာတင်းချက်ချက်ဖြစ်တယ်ချောင်းဆုံးမယ်ချွတ်တလေးတွေကပ်မယ်အသက်ရှူလို့ရှင်ရွှေရွှေနဲ့မြည်မယ် အေးတဲ့ຢာသေးတွေအမုံမွားတွေညားတဲ့ຢာသေးတွေဒီအချိန်တွေကြာလို့ရှိရင်ပို့ပြီးတော့ဆိုးကြတယ်ပေါ့နော်ဒါပေမဲ့ဒီယောဂရဲ့သဘောကဖြစ်လိုက်ပြန်ပြောက်သွားလိုက်ယောဂဖြစ်လိုက်ပြန်ကောင်းသွားလိုက်ဒီလိုမျိုးဖြစ်တဲ့အတွေ့အကြုံမလို့ဖြစ်တဲ့အချိန်မှာပဲသတိမူကြပြီးတော့ကောင်းသွားတဲ့အချိန်တွေမှာတော့တဏ္မာအဖြစ်ငြိမ့်ပြောင်းနေတတ်ပါတယ်ဒါပေမဲ့တခါနေကြလို့ရှိရင် အသေးအံဖြစ်တတ်တဲ့အချိန်တွေမျိုးတွေရှိပါတယ်ယောဂထားကြွားတဲ့အချိန်တွေပေါ့ အသေးအတန်ဖြစ်တဲ့အခြေအနေမျိုးတွေဆိုလို့ရှင်တော့ဖြစ်ဒီယောဂါဟာဖြစ်လိုက်ပြောက်လိုက်မဟုတ်ဘဲနဲ့အသက်အနေရှိသွားနိုင်တဲ့အခြေအနေတွေရှိပါတယ်ဥပမာအားဖြင့်အသက်ရှူလို့ပိုပြီးတော့ခက်ခက်လာတယ်အခါတိုင်းလို့အသက်ရှူလို့ပြင်းမချောင်းတော့ဘူးကြက်တာပိုပြီးတော့တင်းကျပ်လာတယ်စကားပြောလို့မကောင်းတော့ဘူးချွေးသေးချွေးပေါက်တွေအရန်ကိုထွက်နေပြီးကရုံကြီးတွေဖြစ်နေပြီးရင်းနေတလှလှတုံနေပြီးလက်ဖြားချပြားတွေအေးဆက်လာတယ်နှက်ခမ်းတွေလက်တွေ ပြာနှက်လာတယ်ဒီလို solution တော့ဖြင့်အသက်အန္တရာယ်ရှိလောက်တဲ့အထိယောဂထားကြွနေပြီလို့သိရပါမယ်ဒီအခြေအနေမျိုးဆိုရင်တော့အန္တရာယ်ရှိတတ်ပါတယ်ဒီလိုအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေမျိုးမရအောင်ရင်ကျက်ပန်းတာကိုမင်းမပြပြမထားပဲနဲ့ကောင်းနေတဲ့အချိန်မှာရောယောဂလက္ခဏာပြနေတဲ့အချိန်မှာရောဆေးတွေကိုမှန်မှန်တုံးဆွဲပြီးကုသနေဖို့လိုပါတယ်ဒီလိုဆိုရင်တော့ဖြင့်ကောင်းတဲ့အခြေအနေမျိုးတာမန်လူကောင်းတယောက်လိုနေနိုင်တဲ့ဘဝမျိုးကိုရရှိမှာဖြစ်ပါတယ် အဲ့ဒီတော့ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့ဒီရင်ကျက်ပန်းနာကုထုံးနဲ့ပတ်သက်ပြီးတော့ရှူစည်းတွေတုံးဆွဲတဲ့အကြောင်းပြောခြင်းပါတယ်။ရင်ကျက်ပန်းနာကိုကုယူဆိုလို့ရှိရင် ရှူစည်းတွေဟာယနေ့ခင်မီကုထုံးတွေမှာမပါမဖြစ်ပါပဲ။အဲ့တော့ဒီရှူစည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူနာတွေမှာတန်တရားတွေရှိနေတတ်တယ်။မိကုနေလဲခဏခဏမေးခံရပါတယ်။ဒါကြောင့်မလို့ရင်ကျက်ပန်းနာလူနာတွေကျွန်တော်တို့ဆရာဝန်တွေကိုမေးမြန်းနေမိကုနေတယ်မှာ အများဆုံးမိခွန်းတွေကိုစုစည်းပြီးတော့ပြန်လည်ဖြေကြတဲ့သဘောနဲ့တင်ပြချင်ပါတယ်။အမေအများဆုံးမိခွန်းကတော့ရှူစည်းမပါဘဲကုလို့မရဘူးလား။ဆရာဆွေးပြီးတော့မင်းလေးရှိပါတယ်။ရှူစည်းမပါဘဲကုလို့ရပါတယ်။ကိုယ့်ဝရင်ကလည်းရှူစည်းတွေမပေါ်ခင်ကလွန်ခဲ့တဲ့2340ကျော်ကရင်ကျက်ရောဂါကိုရှူစည်းတွေမပါဘဲကုခဲ့တာပဲ။ဒါပေမဲ့ရှူစည်းနဲ့တောက်စည်းတောက်စည်းနဲ့ထိုးစည်းအင်းအားပြင်လာခြင်းကွာပါတယ်။ထိုးစည်းကတော့အပြင်းဆုံးပေါ့။တောက်စည်းကတော့ပျော်တယ်။ ူ့ရဲ့ပူပြောတာကယူစေးတွေဖြစ်ပါရင်ကျက်ပန်းတဲ့ယောဂါပျောက်တဲ့ယောဂါမဟုတ်ဘူးဖြစ်လိုက်ပြန်ကောင်းသွားလိုက်နောက်ပိုင်းကျတော့ပူပူဆုလိုက်တဲ့ယောဂါဖြစ်တော့ယောဂါကိုထိမ့်ချုပ်သွားဖို့အတွက်ဆိုရင်ဆေးရလည်းအမြဲတမ်းသုံးရမယ်ဆိုရင်ဆေးပြင်းနေနဲ့သုံးလို့အဆင်မပြေပါဘူးဒီခါကျတော့ကျွန်တော်တို့ကဆေးကိုအပျော်ဆုံးခြင်းနေမျိုးနဲ့ပေးပြီးတော့ယောဂါကိုထိမ့်သွားမှဆေးတန်လည်းမခရရဘူးယောဂါလည်းတက်တာနေ ဒီလိုပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ရှူစည်းတွေကိုထွင်ခဲ့တာလွန်ခဲ့တဲ့40လောက်တည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ခိမိကုထုံးခိပေါ်ကုထုံးတွေမှာရှူစည်းဟာမပါမဖြစ်ဖြစ်ပါတယ်။ဒါကြောင့်မလို့ယောဂလည်းတက်တာစေဆေးအတွက်လည်းဝင်မလေးရအောင်ဆိုရင်တော့ဖြစ်ရှူစည်းတွေကိုတုံးကြရမှာဖြစ်ပါတယ်။နောက်မိကုန်းတစ်ခုကတော့ရှူစည်းတွေတုံးရင်ကုန်ကြစည်းတွေမများဘူးလားဆရာဆိုပြီးတော့မေးတတ်ပါတယ်။ဟုတ်ပါတယ်။ရှူစည်းတွေဟာတောက်စည်းတဲ့ဆိုင်တော့ဖြစ်ကုန်ကြစည်းအထိုင်လျောက်ပုံများပါတယ်။ရေရှည်လည်းတုံးဆွဲရမှာဆိုတော့ လူနာရှင်တွေအနေနဲ့ဝင်လေးမိမှာအမှန်ပါပဲဒါပေမဲ့ကပြန်ပြီးတော့စဉ်းစားဖို့ကောင်းတာကယောဂထကြွပြီးဆိုတဲ့အခါကြလို့ရှိရင် ကုန်ကြစည်းကပို့ပြီးတော့ကုန်နေလူလဲအတဲ့အနေနဲ့ပို့နေတယ်ပို့ပြီးတော့ခံစားရတယ်ဒီအပြင်ကိုအလုပ်ရဲ့အကန့်ပြက်တွေလည်းရှေ့ဥမှာဖြစ်တဲ့အတွက်တကယ်လို့ယောဂကိုထိမ့်ချုပ်ပြီးတဲ့ဆေးရှူစည်းမပါခဲ့ဘူးဆိုလို့ရှိရင်တော့ဖြင့်ယောဂပြန်ကြွပြီးကုန်ကြမဲ့စည်းကပို့ပြီးတော့ကုန်မယ်လို့တွက်ထားတဲ့တွက်ချက်တွေရှိပါတယ် ဒါကြောင့်မို့လို့ကုန်ကြစိတ်ခဏများတဲ့ဥစ္စာကိုတော့ဖြစ်မတွေ့ဖ ೇನೆ ယောဂထိန်းလို့ရအောင်ရှူစည်းတွေကိုသုံးမှုတင်တယ်လို့ဖြေကြပြစေ။နောက်တစ်ခုကတော့ရှူစည်းတွေကိုဝယ်လို့ရပါမလား။နေဒီမှာဆိုရင်ရောဝယ်လို့ရပါမလားဆိုတဲ့မေးခွန်းမိတတ်ပါတယ်။ဟုတ်ပါတယ်။ရှူစည်းတွေကဒီဘက်ပိုင်းမှာမှသုံးလာတာဖြစ်တဲ့အတွက်တချို့နေဒီမှာတော့ဖြစ်လွယ်လွယ်ကူကူဝယ်လို့မရဘူးဆိုတာတွေရှိပါတယ်။ဒါပေမဲ့တခုစဉ်းစားမှာကရင်ကျက်ပန်းနာဒူနာတွေကိုကျွန်တော်ဆရာဝန်တွေက ချိန်ဆိုတဲ့အခါကျရင်လားလဲချီပြီးတော့မှပြန်ကြည့်တာဖြစ်ပါတယ်ခဏခဏစေကန်းကိုလားရတာမျိုးမဟုတ်စေချင်ပါဘူးဒါကြောင့်မလို့ရှူဆေးကိုကျွန်တော်သုံးခဲ့မယ်ဆိုရင်ယောဂကိုထိန်းထားနိုင်မယ်ဆိုရင် လားနဲ့ချီပြီးတော့မှပြန်ခေါ်မှာဖြစ်တဲ့အတွက်လာတဲ့အချိန်မှာဝယ်လို့ရှိရင်အဆင်ပြေနိုင်ပါတယ်နောက်တစ်ခုကရှူဆေးတပူးရှူမယ်ဆိုလို့ရှိရင်တစ်လအနည်းဆုံးရှူလို့ရပါတယ်ဒါကြောင့်မလို့ခဏခဏဝယ်ရမယ်ဆေးမျိုးစားထဲမှာလည်းမပါပါဘူးဒါကြောင့်မလို့ဒီအခက်အခဲရလဲပြန်ပြီးတွေးကြည့်မယ်ဆိုရင်တကယ်အခက်အခဲတစ်ခု မဟုတ်ဘူးလို့ပဲပြောပြရစေနောက်ပိုင်းမှာနေရီမှာလည်းပို့ပြီးတော့ဝယ်ရတာလွယ်ကူလာနိုင်စရာရှိပါတယ်